လာရှိုးမျိုးရဲ့ရက်ကွက်တစ်ခုအတွင်းမှာသကောင်စီရင်ကိုအကြောင်းပြုပြီးငွေကြေးကောက်ခံမှုတွေပြုလုပ်နေပါတယ်ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးနယ်အတွင်းမှာရှိတဲ့အမတ်စနစ်ရက်ကွက်ရဲ့နေမြေတစ်ခုမှာသကောင်စီရင်ကိုအကြောင်းပြုပြီးငွေကြေးကောက်ခံမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြားနေတာပါသကောင်စီရင်ကောက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေမြေထဲမှာအင်းအောင်စုစုကို1500ကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါစွန့်နစ်တင်ပြခြင်းပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နေမြေတွင်းမှာရှိတဲ့တချို့သူတွေကကိုယ်တိုင်တွားရောက်ပြီးတော့ဒီငွေကောက်ခံနဲ့ပတ်သက်လို့မကြင်မနဲ့ကြောင်ပြောတဲ့အခါမှာနေမြေမှုကနေပြီးတော့ပြန်ပေးလိုက်ရတာမျိုးနောက်တစ်ခါနေမြေမှုနဲ့အဖွဲ့ဝင်အချို့ကပြန်ပေးဖို့ပြောတာမျိုးတွေရှိပါတယ်ဒါပေမဲ့လည်းပြန်ပေးဖို့အစီအစဉ်မရှိဘူးဆိုတာကိုသိရတဲ့အတွက်ကျွန်တော်တို့ရက်ွက်စနစ်နေမြေစနစ်မှာရှိတဲ့လူထုတွေအတော်များများဟာဒီကိစ္စကိုအထက်ကလူကြီးတွေသိကြပါမယ် ဒကောင်စင်းကိုအကြောင်းပြုပြီးငွေချေကောက်ခံမှုပေါ်ဒေတာကန်တူဟာအခုလိုပြောပါတယ်ကျွန်တော်တို့ရက်ကွက်ထံမှာဒကောင်စင်းကောက်မဲ့လူတွေအတွက်ကြီးဝင်ဖို့ဆိုပြီးတော့ကျွန်တော်အုပ်စုမှုက3ရက်လာကောက်တယ်ခင်ဗျာနောက်ဆုံးအချိန်မှာကျွန်တော်ကိုယ်တိုင်သွားပြီးတော့ထည့်ခဲ့ရတယ်ခင်ဗျာပက်ဆန်ကိုထောက်ခံရကိုယ်တိုင်ထည့်ခဲ့ပါခင်ဗျာပြည်တော်ချုပ်ဒကောင်စင်းကောက်ယူရမှာပြည်သူတွေစီကငွေချေကောက်ခံခံတာမရှိဘူးလို့လာရှုမြို့နယ်လာဝကဦးစီးမှုက DPP ကိုအခုလိုရှင်းပြပါဗျာကျွန်တော်တို့ဒီဌာနအနေနဲ့ကတော့တခြား ဒီပြည်သူတွေပေါ်မှာပတ်စံကောက်ပါလို့မရှိပါဘူး။ဒါကျွန်တော်တို့ဒီဆ iam မလေးတွေကိုစရင်ကောက်ဆိုရင်တရက်ကို3000 7ရက်စာဆို3600စရင်စစ်ဆိုရင်4000စက်လို့4800အဲ့ဒါသူတို့စအိတ်ကလေးတွေနဲ့သူတို့ပေးပြီးပါပြီ။ဒါပေမဲ့သူတို့ကလည်းဆ iam မလေးတွေတမင်းစားခြင်းတော့မရှိပါဘူး။သူတို့လုတ်တဲ့အချိန်မှာပေါ့နော်။ကျွန်တော်တို့ဌာနအနေနဲ့ဒီပြည်သူတွေအပေါ်မှာဒီလိုမျိုးကောက်ပါပြီပေါ့ ပြောထားတာမရှိပါဘူးခင်ဗျာလာရှုမြို့နယ်အတွင်းတကောင်စင်းကောက်ွက်ပေါင်း360ရှိပါတယ်ဒေတာတင်တိုင်းနာပြည်သူတွေနဲ့လက်နက်ကင်ရင်းရင်းအဖွဲ့တွေကဥပပေါင်းပါဝင်ကူညီတာကြောင့်စစ်မှတ်ချိန်အတွင်းရန်နုံပြေကောက်ယူနိုင်မယ်လို့မြို့နယ်လာဝကဦးစီးမှုကဆက်လက်ပြောကြားခဲ့ပါတယ်ကျွန်တော်ခွန်စောဦးပါ